အလုံမှပျော်ရွှင်မှုဆိုတာဒဏ္ဍာရီတစ်ခုဆိုပြီးညင်းနေကြတော့မယ်လားတကယ်တော့အဲ့ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့လှိုဝှက်ချက်တွေရှိနေသေးတယ်ဗျဒီဗီဒီယိုလေးမှာ Marcus Buckingham ရေးသားထားတဲ့ 9lines forward စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း၉ပိုင်းနဲ့ဆွေးနွေးသွားပါမယ်အလုံနဲ့ပတ်သက်တဲ့အယူဆအမှားတွေကို ဖော်ထုတ်ပြီးဘယ်လိုရှောင်ရှားမလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြမယ်ကုမ္ပဏီထက်အရေးကြီးတာက ကိုယ့်ရဲ့အတင်းမှာ ဟေးလူငယ်တို့အလုံမှာဘဲကုမ္ပဏီမှာလုပ်လဲဆိုတာထက်ဘဲအသင်းမှာပါလဲဆိုတာကပိုအရေးကြီးတယ်ဆိုတာသိပြီလားကိုယ့်ရဲ့အသင်းကကိုယ့်အတွက်နေလက်ကျယ်တွေပဲဗျ Cisco ဆိုတဲ့မြို့မှာတယောက်ယောက်ကသူ့အသင်းပေါ်အမြင်ကအောက်ပိုင်းကိုရောက်သွားရင် ကုမ္ပဏီကထွက်ဖို့45ရာခိုင်နှုန်းပိုများတယ်တဲ့ဒါကြောင့်ကိုယ့်အသင်းကိုဂရုစိုက်ဖို့လိုတယ်နော်နောက်ပြီးခေါင်းဆောင်တွေကလည်းအရေးကြီးတယ်ကိုယ့်ရဲ့အားသာချက်တွေကို နေတိုင်းအတုံးချခွင့်ရတယ်လို့ခန်းစားရတဲ့အဖွဲ့ဝင်တွေဟာအလုပ်ကိုပိုပြီးပြိုကြတယ်။အားလုံးရည်မှန်းချက်တစ်ခုလေးကိုသွားဖို့နဲ့ယုံကြည်မှုရှိဖို့လည်းလိုအပ်တယ်ဗျ။အစီအစဉ်တွေထပ်ထောက်လိုက်ရေးစနစ်ကပုံမိုက်တယ်။ ACB ခေကအပြောင်းလဲမြန်တော့စီစဉ်ထားတာတွေကခဏလေးနဲ့အတုံးမဝင်တော့ဘူး။အသင်းရဲ့ကြိုးစားအားထုတ်မှုကိုချက်ချင်းညှိနှိုင်းဖို့လိုတယ်။အဖွဲ့ဝင်တယောက်ချင်းစီကပေးတဲ့အသေးစိတ်ချက်လက်တွေကအရန်ရေးပါတာပေါ့။ ခေါင်းဆောင်တွေကအပေါ်ကနေအမိန်ပေးတာထက်အခြေအနေနဲ့တရင်ချက်လက်တွေကိုပေးတင်တယ်။ဒါမှသာအဖွဲ့ဝင်တွေကဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်ချနိုင်မှာ။ဒါကြောင့်ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေကြားမှာမကြခဏစစ်ဆေးမှုတွေလုပ်ဖို့လိုတယ်။အဲ့ဒီလိုစစ်ဆေးတဲ့အခါမှာဦးစားပေးအစီအစဉ်တွေအခက်ခဲတွေနဲ့ဖြစ်နိုင်တဲ့အဖြေတွေကိုအတိအကထားတင်တယ်။တန်းနိုင်တွေထပ်ဖို့အရေးကြီးတာကရည်ရွယ်ချက်ပါ။ဟမ် အောင်မြင်တဲ့ကုမ္ပဏီတွေကရည်မှန်းချက်တွေကိုတာမကတန်ဖိုးတွေကိုပါမျှဝေကြတယ်။ရည်ရွယ်ချက်တစ်ခုလဲထားတာကအဖွဲ့ကိုစီးလုံးစေပြီးလှုပ်ဆော်ပေးနိုင်တယ်။ခေါင်းဆောင်တွေအနေနဲ့လှုပ်ဆောင်ရတဲ့အကြောင်းရင်းကိုအဓိကထားပြောတင်တယ်။ဘာလုပ်ရမယ်၊ဘလို့လုပ်ရမယ်ဆိုတာထက်ဘာကြောင့်လုပ်ရမယ်ဆိုတာကိုအရင်ပြောရမယ်။တန်ဖိုးတွေကိုဖော်ပြတဲ့အခါမှာမျက်မြင်သက်သေပြပြီးဂုဏ်ပြုတင်တယ်။ပြီးတော့ထက်ခါထက်ခါလှုပ်ဆောင်ခြင်းဖြင့်အဓိကတန်ဖိုးတွေကိုအားဖြည့်ပေးတင်တယ်။ နောက်ဆုံးတစ်ခုကအရေးကြီးတာတွေကိုပုံဖော်ပြီးအဖြစ်ပေးနိုင်တဲ့ဇလန်းတွေကိုပြောပြပါ။အဲ့ဒီအစားအဖွဲ့ဝင်တွေကိုကိုပိုင်ရင်မန်းချက်တွေချမှတ်ခွင့်ပေးတင်တယ်။အဲ့ဒီလိုလှုပ်ပေးခြင်းကတအူးချင်းစီရဲ့အသာချက်တွေကိုလေးစားပြီးစိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တယ်။ထူးချွန်ထက်မြတ်သူတွေဟာမတူကွဲပြားကြတယ်။နားထောင်တကယ်တော်တဲ့သူတွေဟာသူတို့ရဲ့အသာချက်တွေကိုအသုံးချပြီးထူးချွန်ကြတာ။ဘယ်အရာမှမဆိုတူညီဖို့မလိုဘူး။ ဒါကြောင့်ကုမ္ပဏီတွေအနေနဲ့တဦးချင်းစီရဲ့အသာချက်တွေကိုရှာဖွေပြီးမြင့်တင်ပေးတဲ့နယ်လူတွေကိုပုံစံခွက်ထဲထည့်မထားတင်ဘူးအသာချက်တွေကိုအသုံးချပြီးရလက်ကောင်းတွေရအောင် လုပ်ပေးတဲ့နယ်နောက်တစ်ခုကအားဖြစ်ပေးနိုင်တဲ့အသင်းတွေကိုတိဆောက်တဲ့နယ်အားနည်းချက်တွေကိုအဓိကထားပြီးပြင်ဆင်ဖို့ထပ်ထူးခြားတဲ့စွမ်းရည်တွေကိုစက်ပြီးမြင့်တင်ဖို့အားပေးတဲ့နယ်အဲ့ဒီလိုလုပ်ရင်အလုံမှပျော်ရွှင်မှုစွမ်းဆောင်ရည်နဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေပို့ပြီးတိုးလာမယ် ာယုံဆိုင်မှုကတုတ်ပြတ်မှုထက်ဆွမ်းဆောင်ရည်ကိုမြင့်တင်ပေးတယ်။အမှန်တရားကဒီလိုပြလူတွေကတုတ်ပြတ်မှုကိုမလိုအပ်ဘူး။သူတို့ကအာယုံဆိုင်မှုကိုကိုလိုအပ်တယ်။အထူးသဖြင့်သူတို့အကောင်းဆုံးလုံနိုင်တဲ့အရာကိုပေါ့။အားနည်းချက်တွေကိုအာယုံဆိုင်တာထက်အသာချက်တွေကိုအာယုံဆိုင်တာကအစာပေါင်း30ပို့ပြီးစိတ်ပါဝင်စားစေတယ်။အပြုသဘောဆောင်တဲ့အာယုံဆိုင်မှုကတိုးတက်မှုကိုလှုပ်ဆော်ပေးပြီးတီထွင်ဖန်တီးနိုင်စွမ်းကိုလည်းမြင့်တင်ပေးတယ်။ အောင်မြင်တဲ့အချိန်တွေကိုပြန်သုံးသပ်ပြီးအဖွဲ့ဝင်တွေတော်တဲ့အချိန်တွေကိုတက်တက်ကြွကြွရှာဖွေတင်တယ်။သူတို့ရဲ့လှုပ်ဆောင်ပုံတွေကိုအသေးစိတ်ပြောပြပြီးသူတို့ရဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်စွမ်းကိုမှတ်မိအောင်ကူညီပေးတင်တယ်။ပြီးတော့အလားတူအခြေအနေတွေမှာအောင်မြင်ခဲ့တာတွေကိုပြန်ပြောပြပြီးအားသာချက်တွေကိုအခြေခံပြီးလှုပ်ဆောင်တင်တယ်။အတွေ့အကြုံကို ကိုယ်တိုင်ကဲဖြစ်တာကပိုတိကြတယ်။သတိထား သူများကိုအကဲဖြတ်တဲ့အခါဗလိုက်မှုတွေပါလာတတ်တယ်။လူတွေကသူတစ်ပါးကိုအကဲဖြတ်တဲ့အခါမှာ90ရာခိုင်နှုန်းကျော်ကအကဲဖြတ်သူရဲ့ကိုယ်ပိုင်အမြင်တွေပါနေတတ်တယ်။ဒါကြောင့်သူများအကဲဖြတ်တာကိုသိမယုံနဲ့။ဥပမာအနေနဲ့ရလက်ကောင်းတွေလိုချင်ရင်ဒီအဖွဲ့ဝင်ကိုတရားကိုသလားဆိုတဲ့မေးခွန်းမျိုးတွေကိုမေးတင်တယ်။တစုံတယောက်ရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်တဲ့အခါမှာတိကျတဲ့အတွေ့အကြုံနဲ့ရလက်တွေကိုအခြေခံတင်တယ်။အခွဲလန်းထက်အရှိန်ကပိုအရေးကြီးတယ် okay လူတွေမှာအလားလာရှိတယ်လို့ထင်တာကအသုံးမဝင်ဘူးတကယ်တော့လူတွေမှာအရှိန်ဟုံဆိုတာရှိတယ်အဲ့ဒီအရှိန်ကို မြင့်တင်ပေးဖို့ပဲလိုတယ်တနည်းအားဖြင့်အရေးချင်းရှိသူဆိုတဲ့အရာကို ပြန်စူးစမ်းတင်တယ်အဲ့ဒီအစားလူတယောက်ချင်းစီရဲ့လက်ရှိလမ်းကြောင်းနဲ့ဘလို့မြင့်တင်ရမလဲဆိုတာကိုအာရုံစိုက်တင်တယ်အရှိန်ကိုတိုက်တာတဲ့အခါမှာသူတို့ရဲ့စိတ်ဝင်စားမှုအတွေ့အကြုံနဲ့ကြွမ်းကျင်မှုတွေကိုအခြေခံတင်တယ်ပြီးတော့သူတို့ကိုအရေးချင်းရှိတယ် မရှိဘူးဆိုပြီးတတ်မှတ်တာထက်သူတို့ရဲ့အတာချက်အောင်မြင်မှုနဲ့လိုချင်တဲ့အနာဂတ်ကိုဆွေးနွေးတင်တယ်။အလုံမှာပျော်ရွှင်တာကဘဝနဲ့အလုံကိုမျှတအောင် လုပ်တာထက်ပိုအရေးကြီးတယ်။အလုံနဲ့ဘဝကိုမျှတအောင်လုပ်တာထက်အလုံမှာပျော်ရွှင်မှုကိုရှာဖွေတာကပိုပြီးအရေးကြီးတယ်။အဲ့ဒီလိုလုံမှာစိတ်တကြတာတွေတီထွင်ဖန်တီးမှုတွေနဲ့ကျမ်းမာရေးကိုပါကောင်းမှုစေမှာအလုံမှာပျော်ရွှင်မှုကိုရှာဖွေတဲ့အခါလောက်ရတာကိုစောင့်မျှော်နေတဲ့အရာတွေကိုတည်ထားပါ အဲ့ဒီအရာတွေကိုလုပ်နေတဲ့အချိန်မှာအချိန်တွေကုန်မှန်းမသိကုန်သွားမယ်။ပြီးတဲ့အခါမှာလည်းစိတ်အားတက်ကြွနေမယ်။အဲ့ဒီလိုအရာတွေကိုကိုယ့်ရဲ့အလုပ်မှာထည့်သွင်းဖို့ကြိုးစားပါ။အဲ့ဒီလိုထည့်သွင်းတဲ့အခါမှာအလုပ်တော်ဝင်တွေကိုပြန်လည်ဒီဇိုင်းဆွဲတာ၊လုပ်ဖို့ကင်ဘတ်တွေနဲ့ပူးပေါင်းလှုပ်ဆောင်တာနဲ့စိတ်အားထက်သန်တဲ့ project တွေကိုလှုပ်ဆောင်တာတွေပါဝင်နိုင်ပါတယ်။ထူးခြားတဲ့ခေါင်းဆောင်ကိုပဲလိုက်နာတင်တယ်။ view site ခေါင်းဆောင်မှုဆိုတာပုံသေးကားချက်မဟုတ်ဘူး။ တော်တဲ့ခေါင်းဆောင်တွေက မတူညီတဲ့ပုံစံတွေနဲ့လာတက်ကြတယ်။တယောက်ချင်းစီမှာထူးခြားတဲ့အာသာချက်တွေရှိကြတယ်။အဲ့ဒီထူးခြားတဲ့စွမ်းရည်တွေကယုံကြည်မှုကိုပေးစွမ်းနိုင်ပြီးနောက်လိုက်တွေကို ဆွဲဆောင်နိုင်တယ်။ဒါကြောင့်ကိုယ်ပိုင်ခေါင်းဆောင်မှုပုံစံကိုမြင့်တင်တင်တယ်။ပုံစံခွက်ထဲမှာခေါင်းဆောင်တယောက်ဖြစ်ဖို့စူးစမ်းတာထက် ကိုယ့်ရဲ့အာသာချက်နဲ့စိတ်အားထက်သန်တာကိုအာရုံစိုက်တင်တယ်။နောက်လိုက်တွေကိုဖန်တီးတဲ့အခါမှာရီမန်းချက်တစ်ခုနဲ့ချိတ်ဆက်ပေးတင်တယ်။ မျော်လင့်ချက်တွေကိုရှင်းရှင်းလင်းလင်းပြောပြပြီးတဦးချင်းစီရဲ့အားသာချက်တွေကိုအသုံးချနိုင်တဲ့အခွင့်အရေးပေးတင်တယ်။အနာဂတ်အတွက်ယုံကြည်မှုရှိအောင်လုပ်ပေးတင်တယ်။ဒီဗီဒီယိုမှာကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အချက်တွေကိုပြန်ချုပ်ရမယ်ဆိုရင်အသင်းဖွဲ့ရဲ့အရေးပါမှုလက်တွေ့အခြေအနေနဲ့ယုံကြည်တဲ့ထောက်လှမ်းရေးစနစ်ဒီမန်းချက်ပန်းနိုင်တွေရဲ့တံမိုးတဦးချင်းစီရဲ့ထူးခြားမှုအာယုံဆိုင်ခြင်းရဲ့အရေးပါမှုကိုပိုင်တွေ့ကြုံကို အကဲဖြတ်ခြင်းရဲ့တိကျမှုအရှိန်ဟုန်ရဲ့အရေးပါမှုအလုံးမှပျော်ရွှင်မှုရဲ့တန်ဖိုးနဲ့ထူးခြားတဲ့ကောင်းဆောင်မှုရဲ့အရေးပါမှုတွေပဲဖြစ်ပါတယ်။ဒီသင်ခန်းစာတွေကိုအခြေခံပြီးအလုံးမှပို့ပြီးအောင်မြင်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်။